မင်္ဂလာပါသားတို့သမီးတို့ရေဒီချဲကတော့ Great for Sarita Bada ရဲ့ကိုတင် जा ပေးမယ်ဒီချဲ Agree ပဲဖြစ်ပါရဲ့ကွယ်ဒီချဲအခုတင် जा မယ်သင်ခန်းစာလေးကတော့သင်ခန်းစာ3မလျှော့သောဇွဲဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါရဲ့ကွယ်ဒီသင်ခန်းစာလေးကိုအဓိကသင်ကြားရတဲ့ရည်ရွယ်ချက်ကတော့ ကိုယ့်ရဲ့လိုအပ်ချက်ကိုသိရှိပြီးတော့ကိုယ့်ဘဝမှာမြင်မာတဲ့ရည်မှန်းချက်တွေထားရှိပြီးတော့ကိုယ့်ကိုယ်ကို တိုးတက်အောင်မလျှော့သောဇွဲနဲ့ဆောင်ရွက်တတ်ဖို့အတွက်ကိုရည်ရွယ်ထားပါတယ်ကိုယ်။ကဲတားရသမီးတို့ရေလူတိုင်းမှာရည်မှန်းချက်ဆိုတာရှိရတယ်ကိုယ်။အဲ့ဒီတော့ကိုယ့်ရဲ့ရည်မှန်းချက်ကဘာလဲဆိုတာကိုစဉ်းစားထားကြပါပြီးတဲ့အခါမှာကိုယ့်ရဲ့ရည်မှန်းချက်ကိုအောင်မြင်အောင်ဘယ်လိုမျိုး လုပ်ကံရမယ်ဆိုတာကိုလည်းစဉ်းစားကြည့်ကြနော်။ ကဲဒါဆိုရင်တော့ဒီချေကတာဝေးပြေးသမားဆိုရက်စာပိုက်ကလေးကိုဖတ်ပြပေးပါမယ်နော်ကာယစရာဥစိန်မြင်ဟာငယ်စဉ်ကကျမ်းမာရေးချို့တဲ့ပြီးတော့စာမလိုက်နိုင်တဲ့အတွက် သူဟာကြောင်းတက်ရတာကို မပျော်ရွှင်ဘူးကွသူ့ရဲ့မိခင်ဒေါ်အောင်ချင်းကတော့သူ့လိုချင်တဲ့အရာကို အကျဉ်းချင်းလှုပ်ဆောင်ခြင်းဖြင့်အောင်မြင်မှုရနိုင်တယ်လို့ဆုံးမထားတယ်။ဒါကြောင့်သူဟာနေ့ရက်တိုင်းမနက်၄နာရီဆိုအိယာကနေထတယ်။ပြီးတဲ့အခါမှာသူအခက်အခဲဖြစ်နေတဲ့သင်ခန်းစာလေးတွေပုဒ်စာလေးတွေကိုထပ်ခါတလဲလဲစူးစမ်းပြီးလေ့ကျင့်ကြံ့မှတ်ခဲ့တယ်။အဲ့ဒီအခါမှာတော့သူဟာအတော်အတန်ရရှိသွားတယ်ကွယ်။ ဲ့ဒီအချိန်မှစပြီးသူကထက်ခါတလဲလဲစ조사လေးကျင့်တတ်တဲ့အလေးအကျင့်ကိုရရှိသွားပြီးအတန်းတင်စာမေးဝဲတိုင်းမှာအောင်မြင်ခဲ့တယ်တွေ့သူဟာအောင်မြင်သောပြေးခုံပြေးအာကစားတမတော်ဦးဖြစ်ချင်တယ်ဒါဟာသူ့ရဲ့ရည်မှန်းချက်ပေါ့ကွယ်ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံဟာသိငယ်တဲ့အတွက်ကြောင့်မို့လို့တာမန်ထက်ပုံမူ조사လေ့ကျင့်ခဲ့ရတယ် ကိုယ့်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့တင့်လျော်တဲ့တာဝေးအပြည့်အားကစားနည်းကိုသူရွေးချယ်လိုက်ခဲ့သူရဲ့မိခင်ဆုံးမထားတဲ့အတိုင်းဇွဲလုံလရရိယနဲ့စူးစားလေ့ကျင့်ပြီးပြိုင်ပွဲဝင်ခဲ့တဲ့ချိန်မှာတော့တက္ကသိုလ်မှာအကောင်းဆုံးအားကစားသမားဆုကို ရရှိခဲ့တယ်ကွယ်။တိုင်းနဲ့ပြည်နယ်လက်ရွေးစင်အားကစားသမားတအူးလည်းဖြစ်လာခဲ့တယ်။ပြီးတဲ့အခါမှာတော့ဝင်ကြီးဌာနကိုစူးစားပြီး ရှင်ပြိုင်ခဲ့တဲ့အခါမှာတော့မြမလက်ရွေးစဉ်ပြေးခုံပြေးအာကစားသမားတဦးဖြစ်လာခဲ့ပါတယ်ကွယ်ထို့ပြင်မြမနိုင်ငံကိုစားပြုပြီးတော့အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာပြေးခုံပြေးနီးပြသင်တန်းကိုလည်းတက်ရောက်ခွင့်ရရှိခဲ့ပါတယ်ကဲဒါဆိုလို့ရှိရင်သားတို့သမီးတို့စဉ်းစားရမှာက ကိုယ့်ရဲ့ရီမန်းချက်ကဘာလဲဒီရီမန်းချက်ကိုအောင်မြင်အောင်လုပ်ဖို့အတွက်ဘယ်အချက်တွေက ကိုယ့်ကိုအထောက်အကူပြုတယ်လဲဆိုတာကိုစဉ်းစားပြီးလိုက်ကြည့်ကြเนาะကဲဒါဆိုရင်တော့ဒီချေက နောက်ထပ်ဇက်လန်းလေးတစ်ပုဒ်ဖတ်ပြပေးပါမယ်။မဆုမွန်ရဲ့အကြောင်းဖြစ်ပါတယ်။ကဲမဆုမွန်ဟာဆရာဝန်ဖြစ်ခြင်းနဲ့စာလဲစူးစမ်းတယ်။ ဒါပေမဲ့သူဟာစာကိုအလွယ်တကူသဘောမပေါက်နိုင်တဲ့အတွက်သူ့ကိုယ်သူစိတ်ပြက်နေတယ်ကွယ်အဲ့ဒီအချိန်မှာပဲသူဟာစိတ်ပြက်လက်ပြက်နဲ့ဗရင်ပေါက်ကနေပြီးတော့အပြင်ကိုကြိလိုက်တဲ့အခါမှာတော့သင်းမောပင်ပေါ်ကိုတရွေ့ရွေ့နဲ့တက်နေတဲ့ခယူလေးနှစ်ကောင်ကိုတွေ့လိုက်တဲ့တကောင်ကတော့ကြိုးကြိုးဆဆနဲ့တက်နေရှာတယ်ဒါပေမဲ့နောက်တကောင်ကကြတော့စူးစမ်းပြီးမတက်ဘူး အလိုနဲ့ကြည်နေရင်ကနေပြီးတော့မလျှော့တော့ဆွဲနဲ့တက်တဲ့ခယူလေးဟာတပြေးပြေးနဲ့အပင်ထိပ်ကိုရောက်သွားတယ်။အပင်ထိပ်ပေါ်သို့ရောက်တဲ့ခယူကိုသူတွေ့လိုက်ရတဲ့အခါမှာတော့အလုံးမေဝမ်းမြောက်ဝမ်းသာဖြစ်တယ်။ပြီးတဲ့အခါမှာသူ့ဘာကိုသဘောပေါက်သွားလဲဆိုတော့စ조사ပြီးတော့လှုပ်ဆောင်တဲ့အခါမှာအောင်မြင်မှုကိုရရှိချောင်းကိုသဘောပေါက်သွားပြီး သူ့ရဲ့ရီမန်းချက်ကိုရရှိအောင်စ조사လှုပ်ဆောင်မယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ကွယ်ဒီလိုနဲ့ခယုကိုအတူယူပြီးမလျှော့သောဇွဲလုံးလာနဲ့ခက်ခဲနေတဲ့စာရီကို조사ပြီးလေ့လာခဲ့တဲ့ခါမှာတော့နောက်ဆုံးမှာမဆုမွန်ဟာသူ့လိုချင်တဲ့အောင်မြင်မှုကိုရရှိသွားပါတယ်ကွယ်ကဲအဲ့ဒါဆိုရင်တာရုသမီးတို့ရေနောက်ထပ်ကြော်ကြော်ကြီးအကြောင်းဆိုရက်ဇက်လန်းလေးကို ီချေကထပ်ပြီးတော့ပြောပြပေးပါမယ်။ကဲဘောလုံးကန်နေတဲ့တငယ်ချင်းတွေကိုခွေးချဲပေါ်ကနေထိုင်ကြည့်နေရတဲ့ကြကြော်ဟာသူတို့ကဲ့သို့ကစားခြင်းနဲ့စိတ်တွေဖြစ်ပေါ်လာခဲ့တယ်။ဒါပေမဲ့ကြကြော်ဟာမတန်မဆွမ်းသူတယောက်ဖြစ်တဲ့အတွက်သူအဲ့လိုမျိုးလုပ်လို့မရနိုင်ခဲ့ဘူး။တနေ့အခါမှာတော့ TV ပေါ်ကနေမတန်စွမ်းအားကစားပြိုင်ပွဲအစီအစဉ်ကိုသူကြည့်ရှုမိပြီးတော့သူလည်းအဲ့လိုမျိုးပါဝင်လှုပ်ဆောင်လို့ကြောင်းသူ့ရဲ့မိဘတွေကိုပြောပြလိုက်တဲ့ကွယ်အဲ့ဒီချိန်မှာပဲတကျော်ဟာသူ့ရဲ့မိဘတွေရဲ့အကူအညီနဲ့အတူစက်တောင်ရိုက်အားကစားနည်းကိုဇွဲရှိရှိစ조사တင်ယူလေ့ကျင့်ကြတဲ့ကွယ်နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့မတန်စွမ်းအားကစားပြိုင်ပွဲများကို ဝင်ရောက်ရှင်ပြိုင်လိုက်တဲ့အခါမှာတော့ကြကြော်ဟာ အောင်မြင်မှုကို ရရှိသွားတဲ့ကွယ်။ကဲအဲ့ဒီတော့အခုဇက်လန်လေးတွေကိုနားထောင်ပြီးတော့သားတို့သမီးတို့လည်းကိုယ့်ရဲ့ရည်မှန်းချက်ကိုဘယ်လိုမျိုးရောက်အောင် အောင်မြင်အောင်လုပ်ရမလဲဆိုတာကိုစဉ်းစားပြီးတော့လိုက်စူးစမ်းဖို့အရေးကြီးတယ်နော်။အခုတချက်ပြောပြခဲ့တဲ့ဇက်လန်လေးတွေကိုနားထောင်ပြီးတော့သားတို့သမီးတို့လည်းအတူယူနိုင်မယ်လို့ဒီချက်ယုံကြည်ပါရဲ့ကွယ်။ ဒါဆိုရင်တီချဲကအခုသားတို့သမီးတို့ကိုကြပြလေးတစ်ပုတ်ဆိုပြပေးမယ်အလုံးပဲလိုက်ပြီးဆိုကြမယ်နော်ဒီကြပြလေးကိုတော့ဆရာတော်ဆန်ထိုက်ကရေးသားထားခြင်းဖြစ်တယ်ခေါင်းစဉ်လေးကတော့ပန်းတိုင်စီတို့လို့နာမည်ရပါတယ်ကွယ် ယောသားနိုးကြားစိတ်ကောင်းထား၍စ조사သင်ယူဇွဲရှိသူအားခက်ခဲများစွာတွေ့ရပါလေခိုင်မြဲစိတ်ဓာတ်မပြတ်လုံလဝရိယရှင်အောင်ပွဲစဉ်သည်ပန်းတိုင်စီတို့အနည်းလေးတဲ့ကဲကလေးတို့ရေဒီကဗျာလေးရဲ့ရည်ရွယ်ချက်ကတော့ယိုယိုတတကြိုကြိုစားစားနေထိုင်တဲ့သူ ပြီးတဲ့အခါမှာဇွဲရှိသူဟာတဲ့ဘလို့ပင်အခက်အခဲတွေတွေ့ရလဲစိတ်မပြတ်ပဲကိုယ့်ရဲ့စူးစမ်းရတဲ့ဇွဲလုံလဝရိယကြောင့်နောက်ဆုံးမှာတော့ကိုယ့်ရဲ့အနီးဆုံးမှာရှိနေတဲ့ပန်းတိုင်စီကိုရောက်သွားနိုင်တယ်လို့အဓိပ္ပာယ်ရပါတယ်ကွယ်ဒါဆိုရင်တော့အခုသားတို့သမီးတို့ကဒီသင်ခန်းစာလေးထဲကနေပြီးတော့ဘဟုတုတအများစွာရရှိမယ်လို့တိကျယုံကြည်ပါတယ်ကွယ် အခုသင်ခန်းစာလေးကိုဒီချေဒီမာရီရက်ပါမယ်နော်ဒီချေတို့နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်နော်